ပြည်ကြည်တင်ရဲ့ချန်ပီယံအောင်ပွဲနဲ့အတူထူးခြားတဲ့ဆန်ချိန်တင်ခဲ့ကြတဲ့မာကင်ဟိုးနဲ့ဖေဘီယာတို့ပြည်ကြည်ပြည်တင်မပေးချန်ပီယံဆုကိုပြည်ကြည်တင်ရယူခဲ့ပြီးနောက်မှာနောက်ခံလူမာကင်ဟိုးနဲ့ကွင်းလယ်လူဖေဘီယာရူတို့ဟာထူးခြားတဲ့ဆန်ချိန်မှတ်တမ်းတွေတင်ခဲ့ကြပါတယ်ဘရာဇီးနောက်ခံလူမာကင်ဟိုးဟာပြည်တင်လူခုပြိုင်ပွဲမှာချန်ပီယံဆုကိုဆယ်ချိန်တိုင်းတိုင်းကင်ပြောင်းနိုင်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်ဆန်ချိန်တစ်တင်နိုင်ခဲ့ပါတယ်မာကင်ဟိုးဟာပြည်ကြည်တင်မှာ2013ခုနှစ်ခရဲကစတင်ကစားခဲ့သူဖြစ်ပြီးဒီတင်မှာကစားခဲ့တဲ့12နှစ်အတွင်းမပေးချန်ပီယံဆုကိုဆယ်ချိန်ထိကင်ပြောင်းနိုင်ခဲ့တာပါအရင်ကပြည်ကြည်တင်ရဲ့အီတလီကွင်းလယ်လူဘာရာတီနဲ့မာကွင်ဟိုးတို့ဟာ ြင်သစ်လီဂူချန်ပီယံဆုကိုအများဆုံးဖြစ်ကိုကျင်စီကံမြောက်ကစံချိန်တူနေပြီးဗာလက်တီကဆော်ဒီကလပ် ARP ကိုပြောင်းရွှေ့သွားတာကြောင့်မကွင်ဟိုကဒီအများဆုံးစံချိန်ကိုတူဦးတဲ့လွတ်လွတ်ကျော်ကျော်ပိုင်ဆိုင်ခဲ့တာပါစပိန်ကွင်းလယ်လူဖေဘီယန်ရုကလည်းပြင်သစ်လီဂူပွဲတွေမှာပွဲငါးရက်ဇက်တိုက်ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်ဖေဘီယန်ရုဟာဒီရတီတူပါဝင်ကစားခဲ့တဲ့ပြင်သစ်လီ26ပွဲမှာရှုံးပွဲမရှိခဲ့တယ်လို့ပြီးခဲ့တဲ့2023-2024ရာသီကလည်းတူပါဝင်ကစားခဲ့တဲ့ပြင်သစ်လီ27ပွဲမှာရှုံးပွဲမရှိကစားနိုင်ခဲ့ပါတယ် ။ဒါပြင်ဒီပါဝင်ကစားကြွက်တဲ့2020 2023ရာသီနောက်ဆုံးပွဲစဉ်၃ပွဲမှာလည်းချုံပွဲမရှိပဲစစ်စုပေါင်းပြင်သစ်လီဂူပွဲစဉ်50ပွဲဇက်တိုက်ကိုချုံပွဲမတည့်အောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမ